တော့ပလေတိုရဲ့နာမည်အဲရဲ့ဟိုဒီပေကတော့ပြောရင်တော့ဟိုပခုံးကျဲတယ်ဆိုတော့ကျဲတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့လေအင်္ဂလိပ်လိုတော့ broad လို့သုံးထားတာပေါ့အဲ့ကျတော့ဆိုလိုချင်တာကပခုံးကျဲတာလည်းမဟုတ်ပဲဉာဏ်ပညာကျဲတယ်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်လည်းဆောင်းပါတယ်အဲအဲ့လိုနဲ့အဲပလေတိုကသူက BCE ကျွန်တော်တို့429နဲ့ 340ခွန်အထိပေါ့လေအဲသူကကျွန်တော်တို့နေသွားတာပေါ့ပလီတိုဟာသူ့ရဲ့အဲရပေါ့လေဟိုနောက်ပိုင်းမှာသူကတကယ်ကြတော့ဟိုနိုင်ငံရေးဓမ္မပေါ့ဖြစ်ချင်တာပေါ့အဲဒီတော့လည်းဒီမိုကရေစီကဖွံ့ဖြိုးဖွံ့ဖြိုးတဲ့အချိန်ဆိုတော့ ရွေးချယ်တင်မြောက်တာတွေပါတွေဖြစ်တဲ့အစဉ်လာတွေရဲ့လည်းရှိလာပြီဆိုတော့သူတို့လူမျိုးကပညာလက်တတ်တဲ့အတိုင်းဝန်းလည်းကောင်းတယ်ဆိုရင်ခေါင်းဆောင်ဖြစ်မှာပဲနိုင်ငံရေးခေါင်းဆောင်နိုင်ငံခေါင်းဆောင်ဖြစ်မှာပဲဒါပေမဲ့သူ့ဆရာကခုနပြောသလိုပဲအဲဒီလူငယ်တွေကိုပျက်စီးအောင်လုပ်တယ်ဆိုတဲ့ဆွဆဲချက်နဲ့အဲတိတာဘေးခံလိုက်ရတာတွေ့တဲ့အချိန်မှာသူစိတ်ပြက်သွားပြီးတော့သူဟိုပြောရရင်အေတန်မျိုးကနေခွာပြီးတော့နေဒီအေဒီကိုရှောက်ပြီးတော့သူ ရောက်ခဲ့တယ်ပေါ့ရောက်ပြီးတော့မှ तू ဟာဒီသူ့ဆရာပြောတဲ့ဟာတွေကို तू ကသဘောပေါက်လာလာပြီးတော့ဟောဟောသူ့စာတွေစရေးပြီးတော့အော်ပြောရင်လေလေလေလာစာလဲရေးဟောပြောတာလည်းလုတ်လုတ်တဲ့ဟာတွေလုတ်လာလုတ်လာပြီးတော့မှအဲတဖြည်းဖြည်းနဲ့နဲ့သူကအဲ့လိုရေးရေးတဲ့ပုံစံကလည်းဟိုကျွန်တော်ဘယ်လိုခေါ်မလဲဆိုတော့ဟို ပြောရင်တော့ dialogue ပုံသဏ္ဍာန်ဆိုတဲ့သဘောဆိုတော့ကျွန်တော်တို့ဒီမှာဗမာပြည်လို့ပြောရင်တော့ပေါ့ဗျာပြဇက်လို့ပုံများတော့မျိုးလေးပေါ့အာဟိုတရားနဲ့တရားပြောတဲ့ဟာကိုအသေးစိတ်ရေးဟိုရှင်းပြတာဆွေးနွေးတာတွေသဘောမျိုးအဲ့ဒီအဲ့ဒီလို dialogue ပုံသဏ္ဍာန်နဲ့သူကရေးခဲ့တယ်ရေးခဲ့တဲ့အချိန်မှာသူ့ရဲ့ဇာတ်ကောင်ကလည်းဒီလေဘသူဖြစ်နေမလဲလဲဆိုတော့ Socrates ကိုပဲအခြေခံပြီးတော့ Socrates ပြောတာကိုသူကသုံးသပ်ပြီးတော့အဲ့တော့ရှင်းလင်းတင်ပြခဲ့တာအားဒီကိုသူကလုတ်ခဲ့တယ်ပေါ့ ဲ့လိုနဲ့သူကပြောညင်တော့တဖြည်းဖြည်းနဲ့နဲ့ဒီပညာဟိုညာလင်းလဲပုံရလာတဲ့အတွက်သူအတင်းကိုပြန်လာပြီးတော့ academy ဆိုတဲ့ပေါ့ဗျာအခုချက်ခေါ်ရင်တော့တက်သူအကြောင်းထောက်နေပေါ့အဲ့ထောင်ပြီးတော့လူငယ်တွေကိုဟိုစတင်ပေးပါတယ်အကြောင်းအဲ့ဒီလိုပေးတဲ့အထက်မှာလဲသူတပည့်တွေကအများကြီးထွက်တဲ့အထက်မှာနာမည်ကြီးတဲ့ အဲတပည့်တယောက်ကကဘာကျော်တပည့်တယောက်ကထွက်နောင်ဆိုထွက်လာတာပေါ့တပည့်အဲ့ဒီတပည့်ကဘယ်သူလဲလို့ပြောရင် Aristotle ပေါ့နော် Aristotle အကြောင်းကိုသိစေဖို့နောက်ဥပမာဆက်လက်ပြီးတော့တင်ပြပြောဆိုပါဦးမယ်အဲ့ကြတော့သူသူကဟိုပလီတိုကခုနပညာရှင်ဖြစ်တယ်ဆိုတဲ့အဲ့အပိုင်းမှာသူက philosophy တစ်ခုတည်းဆိုတဲ့ဒါတနိကဗေဒတစ်ခုတည်းနေမဟုတ်ဘဲနဲ့ ူကအဲ poetry လို့ခေါ်တဲ့လင်္ကာကပြားတွေလည်းကျွမ်းကျင်တယ်။နောက်ပေါ့အားကစားတွေလည်းကျွမ်းကျင်တယ်။အဲနောက်ပြီးတော့ဟို music ဆိုတဲ့ဂီတအနုပညာတွေလည်းကျွမ်းကျင်တယ်။နောက်ပြီးတော့သင်္ချာကလည်းအဲအရန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အဲဒါကြောင့်မို့သူကအဲ့ဒီလိုပညာတွေအများကြီးတက်လာပြီးတော့သူကနေပြီးတော့ဟောသူ့တပည့်တွေကိုအဲ့ဒီလိုပညာတွေသင်ပေးခဲ့တယ်ပေါ့ အဲ့တော့ခုနကပြောသလိုပဲအဲသူကဆိုကရတီရဲ့တပည့်ဖြစ်ခဲ့ဘူးတာကြောင့်မို့ဆိုကရတီနဲ့အဲဘလို့ပတ်သက်ပြီးတော့သူကသူ့ရဲ့ဒတနိကအဗေဒကဘလို့ဖွင့်ပြလာလဲဆိုတော့သူကဆိုကရတီပြောခဲ့တဲ့အခုချင်းတရားပေါ်အခြေခံနဲ့အဲဒီအတတ်ပညာလေသူကနေပြီးတော့ဟိုခံယူခဲ့တာကိုတွေ့ကြရတယ်ပေါ့နောက်ပြီးတော့ ကျွန်တော်တို့ dialectical method လို့ခေါ်ရတဲ့ပေါ့လေအပြန်အလှန်အလှန်ဟိုကျွန်တော်တို့ဟိုဟိုဒါပฏิပခလို့ပြောမှာပေါ့ပြန်လန်တိုက်ခိုက်တဲ့ဆိုတဲ့သဘောမျိုးနဲ့အဲ့ဒီအတွေးခေါ်ကိုလည်းသူကအဲဟိုအဲ့ဒီ socrates ကရခဲ့တယ်ပေါ့နောက်ပြီးတော့အဲဒီကိုချင်းတရားနဲ့နဲ့ပတ်သက်ပြီးတော့စိတ်ပိုင်းဆိုင်ရာမှာအကျိုးအကြောင်း ငိုဘလို့ရှာပွေရတယ်ဆိုတဲ့ပညာလည်းသူကတိလာခဲ့တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဟိုခဏပြောခဲ့သလိုပဲအဲ389 BCE ရောက်တဲ့အချိန်မှာသူက academy တီထောင်ခဲ့တယ်ပေါ့နော်အဲ့တော့တီထောင်ခဲ့ပြီးတော့သူကဘာတွေသင်ကြားပုတ်ခဲ့တယ်လဲလို့ပြောရင် philosophy တွေအဲသင်ကြားပုတ်ချခဲ့တယ်နောက်ပြီးတော့ mathematics လို့ခေါ်တဲ့အဲသင်ချာနဲ့ပတ်သက်တာတွေသင်ခဲ့တယ် Olympics လို့လို့ခေါ်တဲ့နိုင်ငံရေးပညာတွေကိုတင်ကြားပူကြခဲ့တယ်။နောက်ပြီးတော့ Astronomy လို့ခေါ်တဲ့နက္ခတ်ဗေဒပညာကိုလည်းတင်ကြားပို့ခဲ့တာကိုတွေ့ရတာပေါ့။အဲနောက်တစ်ခုကတော့ဟိုအခုကျွန်တော်တို့ဟိုလို့ပေါ့ဒီစိတ်ပညာပဲပဲလို့လို့ဟိုတင်တင်ပေါ့လေကျွန်တော်တို့ဒီလူမှုရေးသိပ္ပံပဲတင်တင် logic ပညာဆိုတာရှိပါတယ်။အဲ့ဒီ logic ပညာကဒါသူတို့ဖြစ်ကြမှာ တဖြည်းဖြည်းချင်းဖွံ့ဖြိုးလာတဲ့အတတ်ပညာဖြစ်တယ်ပေါ့အခုတည်းဒါကဘာမှရှိတဲ့နိုင်ငံတိုင်းမှာတင် जा ပို့ချခြင်းလုပ်နေတဲ့ဘာသာတရားဖြစ်တယ်ပေါ့အဲအဲ့ဒီဟာကိုဟိုပြောရင်တော့သူ့ရဲ့အကြောင်းမှာတင် जा ပို့ချခဲ့တယ်ဒီအဲ့ဒီအကြောင်းကြီးကပြောရင်တော့နှစ်ပေါင်း900နီးပါးလောက်ကြာရှည်ခဲ့တယ်ပေါ့ဒါမဲ့နောက်ပိုင်းမှာပေါ့လေ ဘိုင်ဇန်တင်းလို့ခေါ်တဲ့အခုအခုခေတ်အဟိုတူရကီနိုင်ငံဖြစ်နေတဲ့အဲတဲ့ဒီကွန်စတန်တင်နပိုလစ်လို့အရင်တော့ခေါ်တာပေါ့အခုကျတော့တော့တူရကီရဲ့မြို့မြို့မြို့တော်ဖြစ်သွားပြီပေါ့နော်အဲ့ဒီအဲ့ဒီအဲတုန်းကခရီးယန်တွေကအုပ်ချုပ်တဲ့ဒေသဖြစ်တာကြောင့်မို့အဲ့ဒီဟိုဟာပေါ့ just just justin ဆိုတဲ့ဒီ AK တက်လာတဲ့အချိန်ကြတော့ အဲ့ဒီအကြောင်းကြီးကိုဖြတ်ပြလိုက်တယ်ဘာဖြစ်လို့ဖြတ်ပြလိုက်တယ်လဲဆိုတော့ပြောရင်ခရိခရိယံဘာသာကတဘာသာတဲ့ဖြစ်ရမယ်နောက်ပြီးတော့ empire လည်းဒီအင်္ဂလိပ်ကလည်းတယောက်တည်းဖြစ်တယ်လို့အာလို empire နိုင်ငံကြီးကလည်းတနိုင်ငံနဲ့ဖြစ်ရမယ်ဆိုတော့အယူအဆနဲ့ပြောရင်တော့ဟိုမတူညီတဲ့ကျွန်တော်တို့ပြောရင်တော့ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွေးခေါ်တွေကိုပြင်ခဲ့တယ်ပေါ့အဲ့ဒီအဲ့ဒါကြောင့်မို့အဲ့ဒီ ဒီဖြစ်มาဟိုပြောရရင်တော့ဒီကျွန်ကျွန်ကျွန်တော်တို့ဒီ philosopher တွေပေါ့ဒီဒါသနိကဗေဒပညာရှင်တွေကနေပြီးတော့အဲ့ဒီခုနကအဲ Byzantine ကနေနေပြီးတော့ဒီပါရှားနိုင်ငံတွေပဲအချို့နိုင်ငံတွေကိုထွက်ပြေးပြီးတော့ခုံလုံရတဲ့ဟာကိုရောက်ခဲ့တော့ပေါ့အော်အဲ့ဒါကြောင့်မို့နောက်ပိုင်းမှာလည်းတည်တဲ့အတိုင်းပဲအဲ့ဒီခရိယံဖွံ့ဖြိုးလာပြီးတော့ခရိယံခရိယံเนี่ย ာသာရေးအေးကပန်းတဲ့ကောင်ဖြစ်လာတဲ့အတွက်နောက်အနာဂတ်ရဲ့နိုင်ငံရေးမှာပြောရင်တော့ဒီလွတ်လပ်စွာယုံကြည်ခွင့်တို့ပြောဆိုခွင့်ဆိုတဲ့အယူအဆတွေအဲဒီနောက်တစ်ခါဘာသာရေးနဲ့နိုင်ငံရေးခွဲခြားမယ်ဆိုတဲ့အယူအဆတွေကအဲပေါ်လာတာပေါ့ဒါသူတို့ရဲ့အနောက်နိုင်ငံရဲ့အတွေးခေါ်ပေါ့အဲ့တော့ကျွန်တော်ကနောက်နောက်တစ်ပိုင်းအပိုင်းနေကြတော့အရှိပိုင်းနဲ့ကျွန်တော်တို့တို့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအတွေးခေါ်နဲ့ပတ်သက်ရှင်းလင်းတင်ပြတဲ့အချိန်ကျတော့မတူညီတဲ့ဟာတွေတွေ့တွေ့ရလိမ့်မယ်ပေါ့။ဟောကျွန်တော်တို့တို့နိုင်ငံမှာတော့ဘာသာရေးနဲ့နိုင်ငံရေးဆိုတာကပန်းနဲ့ခေါင်းလို့ပြောရပေမဲ့ဘာသာရေးကနိုင်ငံရေးဟိုအုပ်ချုပ်မှုရဲ့ဟိုမပါဘူးပေါ့။သူတို့ကတော့အနောက်နိုင်ငံတွေကလုံးဝဟိုပါခဲ့တာ။ဆိုတော့အဲ့လိုကွာခြားတာတွေကိုတွေ့လာရလိမ့်မယ်ပေါ့။အဲ့ဒီအဲ့ဒီလိုပဲသူ့ရဲ့ပညာကပြောရရင်တော့ ဟိုကျောင်းမျိုးစတင်နေသူစာတွေရေးခဲ့တယ်ရေးခဲ့တဲ့အချိန်မှာအမသူစာတွေကိုကျွန်တော်ရေးဘူးရနေ၃ဘိုင်းပိုင်းလို့ရတော့အဲဒီဘိုင်းကတော့ပထမဘိုင်းရေးရေးတဲ့အဘိုင်းကဏ္ဍပေါ့အဲ့ဒီမှာကြတော့သူသူကရေးခဲ့တဲ့စာရန်းတွေကအဲဒီဆိုကရတီးစ်ရဲ့အကြောင်းတွေပေါ့မှီပြီးတော့ ရောင်မြန်ဟပ်ပြီးတော့ရေးတဲ့ပုံမျိုးတွေဖြစ်တာကိုတွေ့ရတယ်တဲ့အဲဒုတိယအလယ်ပိုင်းရောက်တဲ့အချိန်ကျတော့မှသူ့ရဲ့ကိုယ်ပိုင်အတွေးခေါ်တွေပေါ်လာတယ်အဲ့ဒီကိုယ်ပိုင်အတွေးခေါ်တွေကဘာတွေဖြစ်လာလဲဆိုတော့ Republic လို့လို့ခေါ်တဲ့နိုင်ငံတော်ပေါ့ Republic လို့လို့ပြောရင်ကျွန်တော်တို့ဟိုငငင်တော့အတိကတာသမရနိုင်ငံတော်လို့တော့ပြီးခဲ့တယ်ဒါပေမဲ့တကယ်အခုလေ့လာတဲ့အချိန်ကျတော့ Republic ရဲ့အဓိပ္ပာယ်ကအာပြည်သူအရေးဆိုတဲ့အဓိပ္ပာယ်ပါပဲ ြောရရင်တော့အပြည်သူနဲ့ပတ်သက်တာဒါပဲဒီမိုကရေစီခက်ဆန်စံပဲเนาะဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နောက်ပြီးတော့ခုနစင်ပိုစီယံတို့ဘာလို့ဆိုတော့အတွေးခေါ်မျိုးတွေတို့အဲတို့တို့ကိုသူကနေပြီးတော့အော်ဟိုအတွေးခေါ်တစ်တယ်ပေါ့ဗျာထွက်လာတာပေါ့သူကိုယ်ပိုင်အတွေးခေါ်တွေထွက်လာတယ်နောက်ပိုင်းကြရောက်တဲ့အချိန်ကျတော့မာ အဲဒီအသက်ကြီးလာတဲ့အချိန်ရင်ကြတဲ့တော့သူကဥပဒေတွေရဲ့အကြောင်းကြီးပေါ့အော်နောက်ပြီးတော့ဒီကျွန်တော်တို့ဒီဓာတ်တနိကအာနဲ့ပတ်သက်တာကိုပိုဒင်းနေတာတွေကိုရှင်းပြလာတယ်။နောက်ပေါ့နိုင်ငံရေးသမားတွေရဲ့အဲဆိုတာနိုင်ငံဥဆောင်ရင်ဘလို့ဘလို့ဆိုတဲ့ဟာတွေကိုရှင်းပြလာတာတွေကိုတွေ့ရတာပေါ့။အော်အဲ့ဒါကြောင့်မို့ဟိုသူ့ရဲ့ပေါ့လေဦးရေးရာဇဝင်က အဲပထမအချက်အနေနဲ့ကတော့ကျွန်တော်ဒီလောက်ပဲတင်ပြချင်ပါတယ်။